ကျွန်တော်ကတော့အခုလိုဖြတ်သန်းရတာသဘောကျတယ်လူတိုင်းနဲ့မဟုတ်ရင်တော့မှကို့အနီးနားကလူတွေနဲ့စိတ်ဖြစ်အောင်ပေါ့အနီးနားကကို့ဘေးနားမှာရှိတဲ့လူတွေကိုကို့မစော်ကားမိအောင်ကို့ကို့ဘက်က နိုင်လူမင်းတဲ့မပြောမိအောင်နိုင်လူမင်းတဲ့မလုံးမိအောင်ဥအနီးနားလူတွေကိုကျွန်တော်ချစ်ချစ်ခင်ခင်လေးနဲ့ပဲကိုကလည်းတက်တန်းလည်းတိုးပါတယ်ဗျမကြခင်ပဲရှောရကြတော့အခုတော့ဘယ်နဲ့ရှောရမှန်းမသိတဲ့ခကြီးတဲ့မှာကြတော့ကိုတကယ်တမ်းပြောရရင်ရှီတုံးလေးပျော်ပျော်ရွှင်ရွှင်နေကျင်တယ်ဗျာသူအဲ့လိုမျိုးလေးပဲပျော်ပျော်လေးပဲကျွန်တော်ဖြတ်တန်းကျင်တယ်အခုအတီတန်းဖြတ်တန်းရတာကြိုက်တယ်စော်လီပါရီတော့မကြည့်ကျင်တော့မကြည့်ခဲ့ဘူးတကားမှမကြည့်ဘူးအဲ့ဒါကြတော့ ဒါဒီလိုပြကျွန်တော်ကဟိုတလောရတော်ရည်စရာအနေနဲ့ဒီဗီဒီယိုဖိုင်တစ်ခုရည်စရာပေါ့နော်ဗီဒီယိုဖိုင်တစ်ခုတင်ထားပါသေးတယ်ကျွန်တော်ကသူငိမ့်ငိမ့်လေးတီးရမယ်ဆိုရင်ဈေးရတစ်မျိုးအဲ့လိုလှလှရရတီးရမယ်ဆိုရင်ဈေးတစ်မျိုးပေါ့နော်ငိမ့်ငိမ့်လေးတီးရမယ်ဆိုဈေးသုံးစပူပေးရမယ်ဥပမာသူများတို့တသိန်းပေးတယ်ဆိုကျွန်တော်သုံးသိန်းပေးရမယ်ဟဲ့အဲ့လိုလှလှရရနဲ့ကျွန်တော်အဘယံမတာလောရမယ်ဆိုရင်ပုံမှန်ဈေးတိုင်းကျွန်တော်ကတီးပေးတယ်ပေါ့နော်အဲ့လိုကျွန်တော်ကိုတဲ့ကဒါကဝါသနာပါတဲ့အတွက်အိမ်မန်နေအလကန်းနေမှန်ကြည့်ပြီးတော့အဲ့လိုကုန်းကုန်းကွက်ကွက်တွေဘယံမတာတွေကြ ड़ा ကြီးလွယ်ပြီးကျွန်တော်ကကျင့်တာ စကြင်တွေကအဲ့လိုမျိုးကျွန်တော်ကကျင့်တာဆိုတဲ့အတွက်အဲ့လိုတိတ်မတီးရရင်အဲ့လိုမတီးရဘူးဆိုရင်ဒီလိုပေါ့ထိုင်ပြီးငြိမ်ငြိမ်လေးတီးရရင်ကျွန်တော်ကစိတ်တိုင်းမကြဘူးပေါ့ဒါငါတီးနေတာမဟုတ်ဘူးပေါ့ငါဖျော်ပြနေတာမဟုတ်ဘူးပေါ့သူအဲ့လိုမျိုးခံစားရတယ်အလုပ်သဘောရည်သူလို့ခံစားရလို့ကျွန်တော်အဲ့လိုအဲ့လိုမျိုးနည်းနည်းပြောပြောရှင်ရှင်လေးတီးတာပေါ့ဟုတ်ဟုတ်တယ်ကျွန်တော်အဲ့ဒီဘေးဘေးဘေးတစ်မျိုးတည်းပဲတီးတာဟုတ် ကျန်တာကြီးတော့မတီးဟုတ်မတီးကျွန်တော်ဘေးစတီးရတဲ့အဲ့အရသာကိုကြိုက်တာဒီဘေးစကြတာလေကျိုးအကြီးကြီးနေတာအတန်ထူကြီးထွက်တာအဲ့ အဲ့ frequency ကိုကျွန်တော်က feeling ပေါ့ကျွန်တော်ရဲ့ feeling ပေါ့အဲအဲ့လိုအဲ့လိုဟုတ်အဲ့ဒါကတော့ဒီလိုပြကျွန်တော်ကတောက်တဲ့စားတဲ့မူးလာရင်ဒီပတ်ဝန်းကျင်မှာဖြစ်နေတဲ့အဖြစ်ပြက်လေးတွေပေါ့ဟိုနောက်ကိုယ့်ရဲ့ခံစားချက်လေးတွေပေါ့သူကအဲ့ဒါလေးလို့မူးရင်ကျွန်တော်ထပြောလိုက်တာကိုကတော့ဘာမှမသိအဲဒါမဲ့တိတော့မှသူများကတည်းကပြန် share တယ်ဟိုတချို့ဆိုလဲသူတို့ငွေကြီးတွေရတဲ့လူတွေရှိရှိတယ်သူကကျွန်တော်ကြတော့ငွေကြီးလည်းတပြားမရဘူးကိုကပြောချင်လို့ပြောလိုက်တာပဲရှိတယ်အဲ့ပုံမှာလည်းဘာခံစားချက်မှမရှိဘူး တဲ့ပို့ပေါ့ကွာအဆဲတောင်းတဲ့ပို့ပေါ့မကျင်တဲ့အဆိုတော်လေးလည်းဝင်ဆဲကြပေါ့ဆဲပါငါစိတ်ဆိုးပါမဟုတ်ပါဘူးငါပန်နာပြောတာဆိုတော့ပြောမယ်တချို့ပွဲတွေမှာအဆိုတော်တွေကသူတို့ဆိုမှတချင်းဆယ်ပုတ်ပါတယ်ဆိုရင်နှစ်ပုတ်လောက်တော့နှုတ်တဆုံပြည့်အောင်ကျူးမလာဘူးကျန်တဲ့ရှစ်ပုတ်လောက်ကိုတီးဝိုင်းရအလွတ်တီးပြရတယ်ဟျောင်းနေရေအလွတ်တီးပြတော့လမှန်လားမကြီးမမှန်ဘူးပြောချလိုက်တယ်ပြောလိုက်တာတို့တချို့ကလည်းဆဲတဲ့လူကတော့တော်တော်နဲတယ်တော်တော်နဲတယ်ကျွန်တော်ဟိုက တဲမှာလဲဝင်ကြည့်ရင်ဆဲရလူမရှိပါဘူးတော်တော်ရှားပါတယ်ဟိုမှာအယောက်900လောက်ဟိုပြောထားတယ်ဆိုရင်တော့တယောက်တော့မရှိဘူးတခါလေးဆိုမဆဲတော့မဆဲဘူးကျွန်တော်ဘလို့ဗယံပတာတွေပြောတာကိုတို့သဘောကျကျွန်တော်ဗယံပတာဗယံပတာကိုဘလို့သဘောကျလဲတော့ကျွန်တော်လည်းမတတ်တာအခုကကျတော့ကျွန်တော်ကဟိုဟာတွေကြိုက်တယ် remedy တွေတအားကြိုက်တယ် အခုကျွန်တော်အသက်ကြီးမှာဘာယောဂါထားလဲမသိဘူးအဲ့ remedy တွေ regain the mission တို့ POD တို့အဲ့ဒါတွေကျွန်တော်ကြိုက်တယ်နောက် new new တွေအရဆိုရင် new တွေအရဆိုရင်ခေါင်းလိုပါတော့အဲ့အဲ့ music တွေကျွန်တော်ဆောင်းဝမ်းကြိုက်နေတယ်အရန်အရန်ကြိုက်ပြီးအခုအိမ်မှာလည်းအခုစား စားသောက်ဆိုင်ကိုမတီးပြစ်ဘူးဆိုတာအဲ့ဒါလည်းပါစားသောက်ဆိုင်တီးရင်ဗျာစားသောက်ဆိုင်တီးချင်းနေကျွန်တော်နားထောင်ရမယ်စားသောက်ဆိုင်တီးချင်းနေကျွန်တော်လေ့ကျင့်ရမယ်ဟိုဒါလေးတော့မရဘူးလားဆိုပြီးကျွန်တော်ပြောခံရမယ်လေအဲ့အတွက်စားသောက်ဆိုင်တီးချင်းကိုကျွန်တော်မကြည့်ဘူးမတီးရလဲကျွန်တော်ကကျွန်တော်ငတ်နေတာပဲဗျာဗတီးမှဓမင်းစားတော့မတီးလဲငတ်နေရပဲဆိုဘာထူးတော့ပါဘူးအဲ့တော့မတီးတော့ဘူးဆိုပြီးတော့ကျွန်တော်နေတယ်ဒါမဲ့အခုကျွန်တော်အပြင်အဲ့တချင်းနေနားထောင်ပြတဲ့ခါမှာကျွန်တော်အရင်အတွေ့အကြုံအကြိုက်ဆုံးကတော့ Regan the Mission ဗျာကျွန်တော်ဆောင်းဝမ်းကြိုက်တယ်ဟုတ်တယ်ကျွန်တော်အဲ့ frequency နဲ့နောက်သူတို့ရဲ့ဒီပေါ့ စကလုံးနဲ့လက်လေးနဲ့တချင်းတစ်ပုတ်ဖြစ်အောင်တီဆောက်နိုင်တာရဲ့နောက်လူသုံးယောက်ထဲနဲ့လိသမားရဲ့ဘေးသမားရဲ့ဒွမ်းသမားရဲ့အဆိုတော်ရဲ့လေးယောက်ပေါ့အဲ့လေးယောက်ထဲနဲ့ဒီလူမျိုးတချင်းတွေကိုဖြစ်အောင်လုပ်နိုင်တာအကျွန်တော်အဲ့လိုမျိုးအခုအရန်ဖီးဖြစ်တယ်ဗျအရန်ခံစားရတယ်အရန်လည်းကြိုက်တယ်သူအဲ့အတွက်အဲ့ဒါတွေပဲကျွန်တော်နားထောင်ပြတယ်အဲ့ဒါတွေတွေပဲမဟုတ်ဘူးကတခြား music တွေလည်းနားထောင် music တို့ပါလို့လည်းကျွန်တော်နားထောင်တယ်ဟိုရှေးရောင်းနေဆိုတူတူတို့ပါတို့ကျွန်တော်ပြန်နားထောင်တယ်ဒွင်းသေးတာနားထောင်တယ်ဒါပေမဲ့နားထောင်တဲ့ဟာတွေကတော့အများကြီးပေါ့ဒါပေမဲ့လည်းအခုနောက်ပိုင်း အသက်ကြီးမှအယောဂါထားတာပေါ့ဒီအဲ့ remedy ပုံစံတွေကျွန်တော်တအားကြိုက်ဟုတ်တယ်ဖန်တီးကျင်တာအဓိကတော့ဖန်တီးကျင်တာပေါ့ဟိုနောက်ဆုံးဗျာအစိုးရတယောက်ကပတ်သက်မရှိဘူးငါကျွန်တော်ပြောမယ်သူကကိုကျော်ရေးမြင့်ငါဒီချင်းလေးတော့ရှိတယ်ပေါ့နော်ငါ့ကို ဆက်မရှိလို့အလကားတီးပေးဆိုကျွန်တော်အလကားတီးပေးတယ်အဲ့ဒါကတော့ငွေကြီးကတော့ဗာလဲ recording နဲ့ပတ်သက်ရင်ကျွန်တော်အလကားတီးပေးဦးတဲ့ CD တွေအများကြီးပဲသူက editor CD ဆိုလဲအခုနောက်ဆုံးထွက်တဲ့လွတ်မြောက်ခွင့်အကျွန်တော်တပြားမှမယူကျွန်တော်တီးပေးတာဆိုတာ CD ကျွန်တော်ပတ်သက်မယူပဲတီးခဲ့တဲ့ CD တွေအများကြီးပဲ CD ဆိုသူကကြတော့ကျွန်တော်ပတ်သက်မယူတော်တော်များများမယူနေငါ့ကိုလမ်းသိလေးပဲပေးအတီးပေးမယ်ပွဲတီးရင်တော့ကျွန်တော်ပွဲတီးချေတော့တန်းအောင်ယူတယ်ဒါမဲ့ကျွန်တော်အမြင်ပြောရရင်တော့ဒါဒီဟိုပါပေါ့ ဒီအချိန်တွေကတော့ဆိုင်လောကကောင်းတယ်လို့ပဲပြောရမှာပေါ့ကောင်းတာပေါ့ကျွန်တော်တို့ဒီတော့ဆိုရင်ရန်ကုန်မြို့မှာ14000တောင်မရှိဘူးလေအခုချိန်မှာဆိုင်ကောင်းကယာချီရှိတာနေရတက်လာတဲ့ညီငယ်တွေဟိုမှနေမှာအဆင်မပြေလို့ပဲထားတာနောက်တော့တောင်းတန်တီးတက်ရုံနဲ့ရန်ကုန်မှာတီးစားလို့ရတယ်အဲ့ညီငယ်တွေအဆင်ပြေတယ်ဘယ်လိုပြောမလဲကျွန်တော်တယောက်မတီးရင်ဗျအဲ့တနေရစားလွတ်နေမယ်သူကကျွန်တော်ကအဲ့အတွက်မတီးတာအဲ့တနေစားလွတ်နေမယ်သူတို့အတွက်အဆင်ပြေကြမယ်အခုကတော့သူတို့စူးစမ်းရင်စူးစမ်းတော့အခွင့်အရေးရှိတဲ့ခေတ်ကြီးပေါ့ဗျာဒါကျွန်တော်တို့ကအဲ့လိုစူးစမ်းခွင့်မရှိခဲ့ဘူးလေ

ရန်ကုန်မှာနေတဲ့အထိုင်ရှိတယ်ဗျာခုမှလည်းအိမ်ကြီးခြံနေဘာညာကားကြီးလည်းရှိတယ်တော်လို့ရှိတဲ့လူတယောက်အနေနဲ့အဒီသမားတယောက်အနေနဲ့နေရတက်လာတဲ့ညီငယ်တွေညီမငယ်တွေသူတို့ဒီနေနဲ့ဆိုင်မှာအဲ့လိုမျိုးကြီးတော့လူပြောမယ်ကျွန်တော်တို့လောကနဲ့ပြောရင်တော့ခုတ်တယ်လို့ခေါ်တာပေါ့ဗျာတွားပြီးတော့မလုံသိဘူးဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြောပါဘလူပဲဖြစ်ဖြစ်ပေါ့ဘလူပဲဖြစ်ဖြစ်ပေါ့ကျွန်တော်တို့အခုဘီယာဆိုင်တို့ရက်ဆိုင်တို့အဲ့ဒီနေရာမှာ T1 ရှိတယ်ဆိုရင်ကျွန်တော်တောင်းတော့မသွားဘူးဘာလို့မသွားရလဲဆိုတော့အကိုသွားလိုက်ရင် DDY ကိုငါလာလိုချင်လို့များလာလာလားဆိုတဲ့စိတ်သူတို့မှဖြစ်မှာဆိုလို့ သွားရင်တော့သူတို့တီဝိုင်းနားမှာကျွန်တော်မထိုင်ဘူးထိုင်ရင်တော့ကြောခိုင်းမိထိုင်တာအဲ့ဒါကျွန်တော်ရဲ့စိတ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဟိုအမျိုးစိတ်မရှိဘူးဒါပေမဲ့စိတ်ရှိတဲ့လူတွေကလည်းအဲ့လိုလိုက်လုံနေတာတွေရှိလို့ကျွန်တော်ကပြောမိတာဗျာ sorry sorry အပြောမိတာတော့ဟုတ်ကဲ့ဟုတ်ကဲ့တချို့ဆိုတော်တော်ဆိုးတယ်တော်တော်ခက်ဆိုးဆိုးတွေအဲ့လိုမျိုးတွေလိုက်လို့တာကြတော့ကျွန်တော်မကြိုက်ဘူးဗျာမကြိုက်ဘူးဆိုတာကိုကိုတဲ့ငယ်တဲ့လူတွေလေကိုတဲ့စီနီယာလည်းအများကြီးနောက်နောက်ကျတဲ့လူတွေအဲ့ဒီလူတွေကသူတို့ဟိုပါအဆောင်လာတာလေးရှိမှာဗျာသူအိမ်ငန်းငားနေရတယ်လေးရှိမှာကိုသွားသူ့နေရာယူလိုက်လို့ကိုဘယ်တော့ရမှာမလို့လဲကိုတဲ့ဘယ်တော့အမြတ်ဆုံးကြံမှာမလို့လဲ အဲ့ဒါယူသူ့နေရာကိုသွားပြီးလုပ်တယ်ဆိုတော့သူတို့ရဲ့နေထိုင်မှုတွေတော်တော်မနေချင်လို့လားလည်းဖြစ်ပြန်မှာဗျာအခုကဇက်တွေကလည်းကားခွင့်မရှိတော့ဇက်တဲ့တီးတဲ့အဒီသမားတွေကလည်းရန်ကုန်မှာတော်တော်ပြုံရောက်နေတာဇက်တဲ့မှာတီးတဲ့အဒီသမားတွေကဇက်ဆိုတာမရှိတော့ဇက်ကခွင့်လည်းတော်တော်ဇက်တွေကအခုထူထောင်လာတာပဲရှိတယ်သူတို့မှဟိုကစွမ်းကန်နေလို့ဘာလို့ဆိုလဲဗျာအစဉ်ပြေတလောက်ပဲသူတို့ဒီလိုမျိုးလေးလှုပ်နေရတာဟိုကပေါ့အတနေ့လုံးမှာနှစ်ပွဲသုံးပွဲတောင်မရှိဘူးငါးပွဲထန်ကုန်ဗျာ၁၀ပွဲထားအရင်တော့သူတို့ဇက်တွေကယာချီရှိတာလေယာချီရှိတာအဲ့မှာတီးတဲ့လူတွေကလည်းအခုရန်ကုန်မြို့ကိုပြုံရောက်လာကြတယ်သူတို့အနေထားနဲ့တီးနေကြတယ် တီးကြပါစီဟိုကတော့မနောက်ရက်ပါနဲ့ကျွန်တော်ပြောတာကကျသူတို့မှနေမှုထိုင်မှုရှိတယ်ဗျအရင်ကဇက်တီးတယ်ဆိုတာအဆင်ပြေတယ်သူကသဘောဒီပါဒီပေးတယ်လို့ကြားတယ်ကျွန်တော်တော့အဲ့ဇက်အကြောင်းတော့မသိဘူးဒါပေမဲ့သဘောပေးတယ်ပါညာဆိုတော့သူတို့အဆင်ပြေတယ်အခုကသူတို့မှသဘောလည်းမရှိတော့ဆိုင်လေးပဲတီးစားနေအဲ့လူတယောက်ကိုတွားပြီးတော့ဟဲ့ငါငါပါကွာဆိုတော့တွက်လောက်တာမျိုးကြတော့ကျွန်တော်အားတော့မကြိုက်ဘူးမကြိုက်လို့ကျကျွန်တော်ပြောပြောမိတာပါဟုတ် sorry sorry ဒါအဲ့ဒါဒီလိုဗျငငယ်တည်းကကျွန်တော်တို့ဗီဒီယိုတွေကြည့်ခဲ့ရတာဗျဗီဒီယိုတကယ်တည်းဆိုတော့လေဗီဒီယိုကြီးတယ်ဗီဒီယိုကားရတယ်ပါအဲ့ အယက်သမားကသူမြတ်သားပြုတ်သမီးမျိုးမဒိင်းကျင်တယ်ဆိုတော့ကိုရီးအဲ့တော့အယက်သမားဒါအမုန်းတာကိုကိုတိုင်လည်းအယက်သမားဖြစ်လာအောင်ဘယ်သူမြတ်မဒိင်းကျင်မှုနေသလားကိုကိုတိုင်တော့ပစိုးကောင်ကြိုက်အေးရပါလေဆိုအဲ့ဒါအမှန်အမှန်မလို့ကျွန်တော်ဆဲတာအဲ့ဒါအဲ့ဒါလည်းဆဲတာဟုတ်ဩငါဆဲလူတော့မရှိဘူးကငါငါပြောတာပဲသူတို့ပဲဟိုဒီအယက်သမားများလို့လားဟောတဲ့ကငါပဲအယက်သမားပါတီထောင်ရင်ကောင်းမလားဗောဘယ်ရမလဲတော့တွေးမိတာဗောဗျာဒါမှလည်းမလုပ်ပါဘူးကျွန်တော်ကဒါမှလည်း ဒါတော့အမှန်တရားပဲအမှန်တရားပဲအယက်သမားတယောက်ကဘယ်အယက်သမားသွားမိကြီးမိကြီးဘယ်အယက်သမားမှသူများမရင်းချင်းဖို့နေသားစိတ်ကိုဝင်စားလာကတော့ဗယ်မိမ့်မကိုစိတ်ဝင်စားတော့တာအယက်ကိုတကယ်နှိမ့်နှိမ့်ချက်ချက်တောက်တဲ့လူတွေကိုတတ်မိကြီးလိုက်ဘယ်ဘယ်မိမ့်မကိုတယောက်ကိုမရင်းချင်းဖို့မပြောနဲ့ကိုတော်ခွနလို့ပစိုးကတော့ကြအေးရပါလေဆိုမလွယ်ဘူးအဲ့ဒါကြီးအမှန်တရားကြီးဆိုတာကိုကသိသွားတာအဲ့တော့40ကျော်မှသိတာငငယ်တော့ကတော့အယက်မွေးမရင်းချင်းနဲ့ဗောဟုတ်ဗောပန်းဦးလေးကြွက်ွက်သွားတယ်အမှန်ဗော ပြီးကြားကြီးကပြေးလာတယ်ချက်ပြမှာရုပ်ရှင်တော့ဆိုကြားကြီးကပြေးလာတယ်အတာအမှန်မို့ခရင်တွေကလှုပ်သွားတယ်နေနေနေဆိုအဲဒီကောင်မရင်းချင်းပြီကွာမဟုတ်ဘူးမဟုတ်ဘူးအဲ့ဒါရုပ်ရှင်ကဗယံမရာတွေကျွန်တော်ဆဲတာလေဗယံမရာတွေသူလိန်ရိုက်တာရက်သမားမကျင့်ပါဘူးမကျင့်ပါဘူးရက်သမားတယောက်ကရက်တော့ရင်မူဝီအိပ်ပျော်သွားတာပဲရှိတယ်ဘယ်တော့မှမရင်းမကျင့်ရှိပါတယ်ကျွန်တော်ကျွန်တော်အခုကျွန်တော်ရဲ့နေမှုထိုင်မှုဘဝမှာကျွန်တော်ကျင့်နေတယ်အစင်လည်းပြကျွန်တော်တမီးနှစ်ယောက်ရှိတယ်လေဒါဗရန်နီမမရဲ့ လာမဲမမရဲ့ဆိုတဲ့ကြောင်လေးပေါ့ကြောင်လေးနှစ်ကောင်ရှိတယ်လာမဲမမဆိုတာသူများတိုက်မှာဗာလဲခလေးပြက်ကြနေလို့ကျွန်တော်ခေါ်လာတဲ့ကောင်မလေးအဲ့သူ့ကိုလာမဲမမလို့ပေးပေးပေးထားတာနာမည်14ပေါင်ရှိတယ်ငါသူတို့နှစ်ယောက်ပေါ့ဟိုတယောက်ကတော့7ပေါင်လောက်ပဲရှိတယ်အဲ့သူတို့နှစ်ယောက်နဲ့နေရတယ်အခုကျွန်တော်နေတဲ့ lifestyle ကျွန်တော်ကြိုက်တယ်ကြိုက်တယ်တယောက်တည်းနေရတယ်ဗျအခုဒါပေါ့ဘီယာဆိုင်လာတယ်ပေါ့တောက်တယ်ပေါ့ဟဲ့လိုဘယ်ရောက်နေလဲဘလူးနဲ့ပေါင်းနေလဲကျွန်တော်ဆက်တမ်းမလို့မရှိဘူးတဲ့လားဘလူးနဲ့ပေါင်းနေလဲနေဘသူတွေလဲရှောက်ပြောနေတာဘာလဲကြားလဲမရှိဘူးအေးဆေးပဲချင်း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 ပဲတနေကုန်တော့မှောက်ရင်ဒီမှာဆိုင်မှာအိတ်လို့ရတယ်အေးဆေးပဲ ကျွန်တော်ကအဲ့အနောင်ဘွဲတွေကင်းသွားတာပေါ့အနောင်ဘွဲတွေကင်းသွားတယ်အရင်နေ့ကတော့သမီးလေးတွေကြတော့ကျွန်တော်ခီးသွားလဲအစာလေးပါလေးထည့်ခဲ့အဆင်ပြေတယ်လေအပြည့်ခေါ်တဲ့ဒီဇိုင်းဆိုခဏခဏခေါ်တယ်ခေါ်တယ်အခုမှမခေါ်တာနဲ့ကြာသွားတာခေါ်လဲသူတို့မကြိုက်ဘူးလေကြောင်ဆိုတဲ့တဘာဝကသူတို့အိမ်မှာပဲနေကြတာအပြင်နေပါလေးသိမကြိုက်ဘူးအချိန်တန်လို့မိုးချုပ်လာတာနဲ့ဩငါသမီးလေးစီငါပြန်ရမယ်ဆိုတဲ့စိတ်ပေါ့အမြဲတမ်းပေါ့အဲ့လိုမျိုးတွေရှိတယ်သူတို့ဖေးကြီးလာရင်ပြောတယ်လေရဲရဲအဲ့လိုမျိုးသူတို့ပြောချင်တာတော့အခုခက်ကလာကြီးကဘယ်နည်းသိမမှန်းမသိဘူးဗျာအဲ့အတွက်အကုန်လုံးကြမ်းကြမ်းမှမှနေကြပါလို့ကြမ်းမှနေသေးရင်ကျွန်တော်တို့ ပြန်လဲစုံစည်းခွင့်ရှိပါတယ်လို့